ပစ်တကြီးဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့တကယ်ကိုရင်းနှီးစရာကောင်းတယ်လို့အမှုပညာလောကရဲ့နောက်ခွဲက မောင်မိုက်တဲ့ပတ်ချံကိုဖော်ပြနေတဲ့စိတ်မချမ်းမြေ့စရာကိစ္စရဲ့တစ်ခုပါအလုပ်တည်ကြတဲ့အချိန်မှာရှင်မန်းလို့လူသိများတဲ့ producer ကြီးတက်တက်ဆက်မင်းသမီးအယောက်50ကျော်လောက်ကိုဖိုးဝါလုခဲ့တဲ့ဒီလူရဲ့နောက်ကြောင့်တွေအချင်းဆက်တွေခုချိန်မှာတော့အကုန်လုံးပေါ်ပေါက်လာခဲ့ပါပြီအတန်ချူချူလေးနဲ့ဆိုတော့တိ့ဆောင်လေးဖြစ်တဲ့ တန်တာမုတ်သိမ့်နဲ့ရွှေမန်းတို့ ਆ ဆိုရင်စူရော်ဖြစ်နှစ်ပေါင်းများစွာ၅နှစ်ကျော်၆နှစ်လောက်ကိုချစ်သူရည်စားဖြစ်လက်တွဲခဲ့တာ Living together အထူးထူးနေထိုင်ခဲ့ကြလဲကြာခဲ့ပါပြီတန်တာမုတ်သိမ့်အနေနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပိတ်ဆက်ခဲ့ရတာရွှေမန်းအပေါ်ယုံကြည်မှုပြည့်ဝထားပြီးမိသားစုလိုနေခဲ့တာမှုတိုင်းဝိုင်းလူအလုံးကလည်းသူတို့နှစ်ဦးလက်ထပ်တော့မေလို့ညှော်နှင်းခဲ့ကြတာပါဒါပေမဲ့ဒီလိုနှစ်ပေါင်းများစွာအတူနေခဲ့တဲ့ချစ်သူဘဝကြီးဟာ နောက်ဆုံးမှာတော့ရွှေမန်းက truly နဲ့ waso mu uru မိဆက်ပေးခဲ့တဲ့ဆောင်မလေးတူနဲ့လက်ထပ်လိုက်တဲ့ချိန်မှာရုပ်တရက်အဆုံးသက်ပတ်ခဲ့ရပါတယ်။အဆူဆုံးကတော့မနက်ဖြန်လက်ထပ်တိုးမဲ့တင်းနေမတောင်ရွှေမန်းကတနာမှုသိစီကိုသူ့ကိုသတိရတဲ့ကြောင့်ပဲလာပြောသေးတယ်ဆိုတော့ဘလတ်တောင်စားပြီးနားမလဲတဲ့မှတ်ရိုင်းတဲ့လူစားနူးတဲ့ဆိုတာစဉ်းစားကြည့်ပါခင်ဗျာ။တတိနောက်မှာတနာမှုသိဟာသူမအနေနဲ့တက်ပေါင်းများစွာမျိုးသိခဲ့ရတဲ့အကြောင်းအရာကုန်လုံးကို တဏ္ဍာရုံသိအောင်ချပြလိုက်ပါတော့တယ်။သူမနဲ့ချစ်သူဘဝနေထိုင်စဉ်အတော်တွင်မှာရွှေမဲဆိုတဲ့ဘဲကြီးကတက်တစ္ဆာမင်းသမီးရောက်50ကျော်လောက်ကိုကြောက်ဝကြောက်ပတ်စားခဲ့တာတဲ့။ရွှေမဲဖောက်ပြခဲ့ပေမဲ့တဏ္ဍမူသိန်းကတော့လုံးဝမဖောက်ပြခဲ့ပဲ။သူ့နှစ်ဦးရဲ့အနာဂတ်ပျက်စီးတော့မှဆိုလို့တိခတ်ခဲ့ရတာ၊လူသိခဲ့ရတာတကယ်ကိုရှင်းနာစရာကောင်းလိုက်တယ်။ဒီနေ့မှတချို့သောတက်တစ္ဆာမင်းသမီးလေးတွေကလည်း နမည်ကြီးချင်းနဲ့စက်ကမာနီယာကောင်းရချင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပရိုဂျူဆာနောက်ကိုတမင်တကာခက်ကခန္ဓာကိုယ်ပိအပ်တာတွေရှိတယ်လို့လည်းကြားသိရပါတယ်ခုခုဘူတမှုမထားပဲပတ်စံရှိတဲ့သူအာနာရှိတဲ့သူမှ ခုံမီဆက်ဆက်နဲ့လေးထတွေဟာအမှုပညာလောကမှာရှိနေတဲ့အတွက်နမည်ကောင်းနဲ့ဝေအောင်လာတဲ့ပင်းလေတွေအတွက်တော့ရှင်နေကြပါပဲဒီလိုပြဿနာတွေဟာတန်တမှုသိနှုတ်ဖုန်ခွဲတင်တမကား မိမိမို့လို့တခြားအမှုပြညာရှင်တွေကြားထဲမှာလည်းဂျပန်ထုခဲ့တဲ့နေခဲ့ကြတာတို့လိုကိစ္စတွေနဲ့အတူအကုန်လုံးကွဲပြဲကုန်ပြီးချစ်မှန်တဲ့ပုပ်ပေါက်ကုန်ပြီလို့လည်းတင်းနေထွက်ပေါ်နေပါလေတကယ်ကိုပဲတဏမှုတဲ့ခမအားနဲ့လုံးလုံးသူ့ကိုချစ်တဲ့စိတ်နဲ့တူနေခဲ့ပြီးမှနောက်ဆုံးမှဆယ်အောင်မလေးအပြုတ်စင်ကိုယူသွားတယ်ဆိုတော့တကယ်ကိုမှတ်ရန်လို့နဲ့ဂျွန်ကြောက်နဲ့လို့ရပါပဲမင်းလေးကြောက်အနေနဲ့ခနာကူနဲ့ပိဆက်ခဲ့ပြပြီးကမှ ဒီလိုအနေခံရတာစုပြင့်ခရရတာဟာဘလောက်တောင်ချီခွေဝနေနေလိုက်မလဲဆိုတာဘူးသူကြီးမင်းတို့ဒါစဉ်းစားကြည့်ပါတော့